အမေရိကန်နဲ့အိန္ဒိယတို့ကကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရဲ့စီးနင်းတွေကိုသဘောတူညီခဲ့ကြပြီးတရုတ်နိုင်ငံကဒါဝန်မကျိုက်ပါဘူး။တရုတ်ကွန်မြူနစ်ပါတီ CCP ကဒီသဘောတူညီချက်ကိုအမေရိကန်ရဲ့အနိုင်ကျင့်မှုလို့ခေါ်ဆိုနေပါတယ်။ ဒီကုံသွေးသဘောတူညီချက်ပေးတာနဲ့အိန္ဒိယကအမေရိကန်ပြည်ထောင်စုကတင်သွင်းမှုတွေကိုတိုးမြှင့်မယ်လို့ကြေညာခဲ့ပြီးတရုတ်နိုင်ငံကတင်သွင်းမှုတွေကိုလျှော့ချမယ်လို့ဆိုခဲ့ပါတယ်။ဒါတင်မကသေးဘူးတရက်ထဲမတိုင်ခင်မှာအိန္ဒိယကတရုတ်နိုင်ငံထွက်လာတဲ့ကုန်ပစ္စည်းတွေအပေါ်အခွင့်အပိုမကောက်ခံမယ်လို့လည်းပြောခဲ့ပါတယ်။ဒီဖြစ်ပျက်နေတာတွေကိုမြင်ပြီးတဲ့နောက်တရုတ်ကွန်မြူနတီပါတီက American ရဲ့အစီအစဉ်ကအလုပ်ဖြစ်နေရဲဆိုတာကိုသဘောပေါက်လာပါတယ်။ Trump ရဲ့တရုတ်အပေါ်အခွန်ကောက်ခံမှုတွေဟာ တရုတ်ရဲ့ကုန်သွယ်ရေးတစ်ခုတည်းနဲ့သက်ဆိုင်တာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကတရုတ်နိုင်ငံကနေရတဲ့ကုန်ပစ္စည်းပမာဏတော်တော်များကို တခြားနိုင်ငံတွေကနေလည်းရရှိနေလို့ပါ။ဒါကြောင့်ဒီတစ်ချိန်မှာသမရာထရန်ကတရုတ်ကုန်သွယ်ရေးတင်မကပဲတခြားနိုင်ငံတွေကတဆင့်ဖြစ်ပေါ်နေတဲ့တရုတ်ကုန်ပစ္စည်းတွေကိုပါပြတ်မှတ်ထားခြင်းခဲ့တာပါ။ဒါကြောင့်နိုင်ငံတိုင်းအတွက်ရိုးရှင်းတဲ့အမိန့်ပေးချက်တခုရှိပါတယ်။သူတို့ဟာကျွန်တော်တို့ရဲ့အခွန်ကောက်ခံမှုတွေကိုတရုတ်နိုင်ငံကရှောင်လွဲဖို့ကူညီလို့မရပါဘူး။ဒါကြောင့်မဲတရုတ်ကွန်မြူနတီပါတီကဒေါသထွက်နေတာပါ ကျင်းနိုင်ငံအမနက်ဖြန်မှာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တရားဝင်မဟုတ်တဲ့အစည်းအဝေးတစ်ခုကိုကျင်းပပြီး American ပြည်အောင်စုကိုအခွန်အရေးကိုလက်နက်အဖြစ်သုံးပြီးအနိုင်ကျင့်တယ်လို့ဆွဆွဲမှာဖြစ်ပါတယ်။ တရုတ်တန်တမန်တွေကကုလသမဂ္ဂအဖွဲ့ဝင်193နိုင်ငံအားလုံးထံမတ်စုတစောင်းပေးပို့ခဲ့ပြီးအရင်မှာအခွန်တွေကိုလက်နက်အဖြစ်သုံးပြီးအလွန်အမင်းဖိအားပေးတဲ့ကိရိယာတစ်ခုအဖြစ်အမေရိကန်ကနိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းတွေကိုပြင်းထန်စွာချိုးဖောက်ခဲ့ပြီးကမ္ဘာစီးပွားရေးမှာပြင်းထန်တဲ့တုံ့လုံမှုနဲ့မငြိမ်သက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာနိုင်ငံစုံကုန်သွယ်ရေးစနစ်ကိုထိခိုက်စေပြီးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအတွက် ကမ္ဘာလုံးဆိုင်ရာကျိုးပမ်းမှုတွေအပေါ်အရေးမဲကြီးတစ်ခုကိုဖန်တီးခဲ့ပါတယ်လို့ဖော်ပြထားပါတယ်။မနက်ဖြန်ရဲ့တရားဝင်အစည်းအဝေးနဲ့ခေါင်းစဉ်ကအနိုင်ကျင်းမှုနဲ့တစ်ဖက်သက်ဝါဒဖြစ်ပါတယ်။တရုတ်ရဲ့ Communist အစိုးရဟာ American ပြည်ထောင်စုဒါမှမဟုတ် Democracy နိုင်ငံတစ်ခုခုကိုအနိုင်ကျင့်တယ်လို့ဆွဆွဲပြီးတော့ကုလသမဂ္ဂအစည်းအဝေးတစ်ခုကိုစီစဉ်နေတာဟာသကိုးလူဟစ်တယ်လို့ပဲဆိုရမှာပါ။ဒီအစိုးရဟာသူတို့ရဲ့ပြည်သူတွေကိုအနိုင်ကျင့်ပြီးအင်းနီးချင်းနိုင်ငံတွေကိုလည်းအနိုင်ကျင့်တဲ့အကျင့်ရှိတဲ့အစိုးရတစ်ခုပါ။ ဒီမိုကရက်တစ်ထိုင်ဝမ်ကိုအတိမတ်ပြုတဲ့မြေတီနိုင်ငံမှာဆိုတရုတ်ရဲ့ချိန်ချမှုကိုခံရပါတယ်ဖိနှိပ်ခံဝီဂါလူနေစုကိုထောက်ခံတဲ့ဗဲနိုင်ငံမှာဆိုတရုတ်ရဲ့နိုင်ကျင့်မှုကိုခံရပါတယ်ကျွန်တော်ဂျနီဗာမှာကုလသမဂ္ဂမှာဒါကိုတွေ့ခဲ့ရပါတယ်တရုတ်သံအမတ်က ဖိနိခံဝီဂါရီအတွက်အစည်းအဝေးတစ်ခုကိုတက်ရောက်မဲ့တခြားနိုင်ငံရဲ့တန်အမတ်တွေကိုချင်းချောက်တဲ့စာရီပို့ခဲ့ပါတယ်။တောင်တရုတ်ပြည်လည်းမာလဲတရုတ်ကသူ့ရဲ့အနီးချင်းနိုင်ငံတွေကိုအနိုင်ကျင့်ပါတယ်။ဒါကြောင့်ရှီကျင်းဖင်ရဲ့တရုတ်ကွန်မြူနီအာနာရှင်စနစ်ဖြစ်တဲ့ဘေကျင်းကအမေရိကန်ကိုအနိုင်ကျင့်မှုအတွက်ကုလသမဂ္ဂအစည်းအဝေးတစ်ခုကိုစီစဉ်နေတာကရည်စရာကောင်းပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ CCP ကတခြားနိုင်ငံတွေကိုအနိုင်ကျင့်တယ်လို့ဆွဆွဲနေတာဟာတကယ်ကိုရည်စရာပါ။ဘာကြောင့်လဲဆိုတော့ကနေဒါမှာရွေးကောက်ပွဲရာသီဖြစ်နေချိန်မှာတရုတ်ကွန်မြူနစ်ပါတီကအလုံးဆောင်နေရတယ်ရှိနေလို့ပါ။တရုတ်ကွန်မြူနစ်ပါတီဟာကနေဒါရွေးကောက်ပွဲမှာဝင်ရောက်ဆွဲဖက်ဖို့စူးစမ်းနေတာကိုဖမ်းမိခဲ့ပါတယ်။ သူတို့ကဂျိုးထရီလို့ခေါ်တဲ့ကိုယ်စားလှယ်လောင်းတဦးကိုအမည်ပြည့်စီဖို့ကြိုးစားတယ်လို့ဆွဆွဲခံထားရပါတယ်။တရုတ် Community Party ဟာ TikTok နဲ့ Facebook လို့ platform တွေကိုအသုံးပြုပြီးတော့ကိုယ်စားလှယ်လောင်းတွေအကြောင်းသတင်းမှားတွေဖြန့်ဝေနေတာပါ။ဒါဟာမဲဆနာရှင်ရဲ့ယုံကြည်မှုကိုဆုံးရှုံးစေဖို့ရည်ရွယ်တာပါ။ဒါကြောင့်တရုတ် Community Party ဟာကနေဒါမှာဒီလိုလုပ်နေတာလဲဆိုတော့ပြဿနာဖြစ်နေတဲ့ကိုယ်စားလှယ်လောင်းဟာ ဟောင်ကောင်မှာတရုတ်ကွန်မြူနတီရဲ့လုပ်ရက်တွေကိုဝေဖန်နေသူဖြစ်လို့ပါတရုတ်ကွန်မြူနတီဟာဝေဖန်မှုတွေကိုသဘောမချဘူးဒါကြောင့်ဝေဖန်သူတွေကိုတိတ်ဆိတ်စေဖို့ဘာမှမစလို့ဆောင်းပါပါအခုအမေရိကန်ပြည်ထောင်စုနဲ့အိန္ဒိယဂျာကသဘောတူညီချက်အကြောင်းသိထားတာကိုပြောပြပါမယ်ဒီသဘောတူညီချက်ဟာ JD Vance ကအိန္ဒိယကိုသွားရောက်ပြီးတော့အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံချိန်မှာဖြစ်ပေါ်ခဲ့တာပါဒီခီးကဘာကြောင့်ဒီလောက်အရေးကြီးခဲ့တယ်လဲဆိုတော့ဒုသမရ Vance ကကုန်သွယ်တင်မမှုတွေပြင်းထန်နေချိန်မှာအိန္ဒိယကိုရောက်ရှိလာခဲ့လို့ဖြစ်ပါတယ်အိန္ဒိယအနေနဲ့ American ပြည်ထောင်စုစီသူ့ရဲ့ဈေးကွက်ကိုခွင့်လှစ်ပေးရမှာဖြစ်ပြီးတော့ဒီလိုလုံဆောင်ခြင်းကနိုင်ငံစလုံးမှာစီးပွားရေးထိုးထွင်းမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်လူတိုင်းလွှင့်ချော်နေတဲ့အဓိကအချက်တစ်ခုကတော့ ထရန်နဲ့မိုဒီတို့ရဲ့ဖေဖော်ဝါရီလတွေ့ဆုံမှုဟာတန်တမန်ရေးပြဆက်တစ်ခုတည်းမဟုတ်ခဲ့ပါဘူး။ရေနံသဘာဝတန်ငွေနဲ့ LNG သဘောတူညီချက်တွေမှာအဓိကလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယရဲ့ American Gauri အပေါ်90ရာခိုင်နှုန်းအခွန်ကောက်ခံမှု Trump တိုင်ခင်က2.5ရာခိုင်နှုန်းပဲရှိခဲ့တာက Trump တိုက်ဖြတ်နေတဲ့မများတာတဲ့ကုန်သွယ်ရေးအလေးချက်တွေတခုဖြစ်ပါတယ်။တစ်ဖက်သက်လွတ်လပ်တဲ့ကုန်သွယ်ရေးဆိုတာ ုံလမှုမဟုတ်ပါဘူးအမေရိကန်ပြည်ထောင်စုကကမ္ဘာအကြီးဆုံးစားသုံးသူဈေးကွက်ဖြစ်ပြီးတော့လူတိုင်းကဒီမှာရောင်းချဖို့လိုအပ်ပါတယ်။ဒါကြောင့်သူတို့အနေနဲ့လည်းသူတို့ရဲ့ဈေးကွက်တွေကိုဖွင့်လှစ်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင် Trend ကအိန္ဒိယအနေနဲ့ American လက်လီရောင်းချသူတွေအတွက်ဈေးကွက်ဖွင့်လှစ်ပေးဖို့ဖိအားပေးနေပါတယ်ဒီမှာအရာတွေကအနှိမ့်ငယ်စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါကြောင့်လဲဆိုတော့ American company များပြားဟာအိန္ဒိယမှာမမျှတစွာဆက်ဆံခံခဲ့ရတယ်လို့ထင်ပါတယ်။2018ခုနှစ်မှာ Walmart ကအိန္ဒိယရဲ့ Amazon လို့သတ်မှတ်ခံရတဲ့ Flipkart မှာအများစု share ကိုဝယ်ယူခဲ့ပါတယ်။ဒါဟာဒေါ်လာ20ဘီလီယံခန့်တန်ဖိုးရှိတဲ့သဘောတူညီချက်တစ်ခုဖြစ်ပြီးတော့ Walmart ကဒေါ်လာ16ဘီလီယံပေးချေပြီးတော့ ကုမ္ပဏီရဲ့82ရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါဟာအိန္ဒိယသမိုင်းမှာအကြီးမားဆုံးဝယ်ယူမှုတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဝယ်ယူမှုအပြီးတစ်နှစ်အကြာမှာအိန္ဒိယအစိုးရကဘာလုပ်ခဲ့တယ်လဲဆိုတော့နိုင်ငံသားကုမ္ပဏီတွေအတွက်အိန္ဒိယမှာရှင်ပြန်ရောင်းချဖို့ပိုခက်ခဲစေမဲ့ဥပဒေတစ်ခုကိုပြောင်းလဲခဲ့ပါတယ်။ဒီဥပဒေကအမေဇုန်နဲ့ Walmart ကိုတိကျစွာပြတ်မှတ်ထားတာဖြစ်ပြီးတော့ ဝေါ်မတ်ကအိန္ဒိယကုမ္ပဏီတစ်ခုကိုတလောက်များပြားတဲ့ငွေပေးချေပြီးတော့ဝယ်ယူခဲ့တဲ့တစ်နှစ်အကြာမှာဖြစ်ပေါ်ခဲ့တာပါဒီဥပဒေကစီးပွားရေးအတွက်သိအစဉ်ပြေတဲ့ဥပဒေတစ်ခုမဟုတ်ခဲ့ပါဘူးဒါဟာသမရထရန်ကအခုလက်ရှိစန့်ကျင်တွန်းလှန်နေတဲ့အရာတစ်ခုပါသမရထရန်ကအိန္ဒိယအနေနဲ့ Amazon နဲ့ Walmart လို့ online လက်လျောင်းချသူတွေကို၎င်းရဲ့ဒေါ်လာ125ဘီလီယံတန်ဖိုးရှိတဲ့ e-commerce ဈေးကွက်ထဲအပြည့်အဝဝင်ရောက်ခွင့်ပေးဖို့ဖိအားပေးဖို့ရည်ရွယ်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အိန္ဒိယနဲ့ American ပြည်အောင်စုတို့ကဝင်ကြီးချုပ်မိုဒီနဲ့ညှိနှိုင်းခဲ့တဲ့သဘောတူညီချက်သက်လည်းရှိပါတယ်။ Tamara Trump နဲ့ဝင်ကြီးချုပ်မိုဒီကညှိနှိုင်းမှုမှာခက်ခဲတဲ့သူဖြစ်ပြီးတော့သူဟာအရှုံးမပေးတတ်ပါဘူး။ဒါဟာသူ့ကိုလေးစားတဲ့အကြောင်းအများစုတွေကတခုပါ င်ကြီးချုပ်မိုဒီဟာအိန္ဒိယရဲ့စစ်မှုလုပ်ငန်းတွေအတွက်တိုက်ပွဲဝင်နေတာကိုအပြစ်မတင်ပါဘူး။ဒါပေမဲ့အတိတ်ကအမေရိကန်ရဲ့ခေါင်းဆောင်တွေကိုကျွန်တော်တို့ရဲ့အလို့သမားတွေအတွက်အလားတူမလုပ်ပေးခဲ့တာကိုအပြစ်တင်ပါတယ်။ဒါပေမဲ့ဒါကိုအမေရိကန်ပြည်ထောင်စုနဲ့အိန္ဒိယရဲ့နှုတ်နှစ်ဖက်အကျိုးအမြတ်အတွက်ပြင်ဆင်နိုင်ပါတယ်။သမ္မတ Trump နဲ့ဝင်ကြီးချုပ်မိုဒီတို့ကဖေဖော်ဝါရီလမှာကျွန်တော်တို့ရဲ့နှစ်နိုင်ငံတွေကနှုတ်နှစ်ဖက်ကုန်သွယ်ရေးကိုဆယ်စုနှစ်အကုန်မှာ ဒေါ်လာ9လာဘီလီယံအထိကိုနှစ်ဆတိုးမြင့်မှုရှိမှန်းထားပါတယ်။ဒါဟာနိုင်ငံအများပြားလုံဆောင်နေတဲ့အရာတစ်ခုပါ။သူတို့ဟာသူတို့ရဲ့ကြီးထွားလာတဲ့စက်မှုလုပ်ငန်းတွေကို ထောက်ပံ့ဖို့ထောက်ပံ့ငွေတွေဒါမှမဟုတ်အခွန်သက်သာခွင့်တွေပေးလို့ရှိပါတယ်။ဒါပေမဲ့တရုတ်ကွန်မြူနစ်ပါတီ CCP ကတောင်းနောက်ထပ်အစတခုအထိသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကွန်မြူနစ်ပါတီရဲ့ရည်မှန်းချက်တွေဟာရိုးရှင်းစွာကြီးထွားလာတဲ့စက်မှုလုပ်ငန်းကိုထောက်ပံ့ဖို့ထက်ပိုပြီးတော့ NDA ရှိတဲ့ရည်ရွယ်ချက်တွေရှိနေလို့ပါ။ ဂျေယုကွန်မြူနတီပါတီဟာဂျေယုနိုင်ငံရဲ့တန်နိလိုအပ်ချက်တွေဖြည့်ဆည်းပေးသွားပြီးတဲ့နောက်မှာတောင်ဂျေယုသမဏိစမှုလုပ်ငန်းကိုဆက်လက်ထောက်ပံ့ပေးခဲ့ပါတယ်။ဒါရဲ့အသေးပေကဂျေယုနိုင်ငံမှာတရုတ်ဖောက်တဲ့တွေရဲ့တန်နိလိုအပ်ချက်အားလုံးကိုဖြည့်ဆည်းဖို့ထုတ်လုပ်မှုကလုံလောက်ပြီးသားဖြစ်နေပြီဆိုတာပါ။ဒါပေမဲ့ဂျေယုကွန်မြူနတီပါတီရဲ့ရီမန်ချက်ဟာတရုတ်ဖောက်တဲ့တွေကိုဖြည့်ဆည်းပေးဖို့တင်မဟုတ်ခဲ့ပါဘူး။ရီမန်ချက်ကတော့ ိုင်ငံခြားဈေးကွက်တွေကိုဈေးပေါ်တဲ့တရုတ်သမဏီတွေနဲ့ပြည်내စီပြီးနိုင်ငံခြားသမဏီကုမ္ပဏီတွေလုပ်ငန်းပိတ်သိမ်းသွားအောင်လုပ်ဖို့ပါတင်ရအမေရိကန်သမိထုတ်လုပ်သူတူလို့ယူဆပါတင်ရမြေခွက်ဝယ်ဖို့တင်ရကိုပိုင်ငွေကိုထည့်ရပါတယ်စက်ယုံတိစောက်ဖို့တင်ရကိုပိုင်ငွေကိုထည့်ရပါတယ်ပြီးတော့အလုပ်သမားတွေကိုလာစားပေးဖို့ကုန်ကျန်းတွေဝယ်ဖို့စတဲ့အရာအလုံးအတွက် တင်ရဲ့ကိုပိုင်ငွေကိုထည့်ရပါတယ်။တင်ကအချင်းငွေယူနိုင်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတင်ကဈေးကွက်နှုန်းထားနဲ့အချင်းငွေယူရမှာပါ။တခြားသူတွေပေးနေရသလိုတင်လည်းပေးရမှာပါ။ပြီးတော့တမနီထော်လိုတွေရဲ့အခါတင်ကအဲ့ဒါကိုဈေးကွက်ထဲယူသွားပြီးအနှင်းငယ်အမြတ်ရလာအောင်ဈေးနဲ့အယောင်ချဖို့မျှော်လင့်ရပါတယ်။ဒါကြောင့်လဲဆိုတော့နောက်ဆုံးမှာတင်က ဒီလောက်များပြားတဲ့တင်းရငွေကိုယင်းဒီထဲဝင်ပြီးတော့အန်တရယ်ယူထားတာဟာအမြင်အဆုံးရဖို့ပါပဲဒါပေမဲ့တရုတ်သမီးကုမ္ပဏီတွေအတွက် လုံးဝကွဲပြားပါတယ်တရုတ်ကုမ္ပဏီတွေကငားရန်ကကိစ္စကိုစိတ်ပူစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့တရုတ်ကွန်မြူနတီပါတီကထောက်ပံ့ငွေအနေနဲ့အလကားငွေတွေအများကြီးပေးထားလို့ပါသူတို့ကအချင်းငွေယူရင်တောင်အတိုးပေးဖို့စိတ်ပူစရာမလိုပါဘူး ဒါကြောင့်လဲဆိုတော့တရုတ်ကွန်မြူနတီပါတီကနိုင်ငံပိုင်ဘန်တွေကိုပိုင်ဆိုင်ထားပြီးအဲဒီဘန်တွေကိုအတုံးမယူဘဲဒါမှမဟုတ်ဈေးသက်သာတဲ့နှုန်းထားနဲ့ချင်းငွေပေးဖို့အမိန့်ပေးထားလို့ပါဒါအပြင်တရုတ်ကွန်မြူနတီပါတီဟာတန်မဏိထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေကိုလည်းတခါတရံထောက်ပံ့ငွေပေးထားပါတယ်ဒီလိုနဲ့တရုတ်ကုမ္ပဏီတစ်ခုက ိုင်ငံခြားစည်းကွက်မှာတမနစ်ရောင်းချတဲ့အခါသူတို့ဟာတခြားပြည်ပတ်တွေထက်များစွာဈေးတက်တာတဲ့ဈေးနဲ့ရောင်းချနိုင်ပါတယ်။ဒါဟာတရုတ်ကွန်မြူနတီပါတီက နိုင်ငံသားထုတ်လုပ်သူတွေကိုလုပ်ငန်းပိတ်သိမ်းသွားအောင်လှုံ့ဆော်ချင်တဲ့နေ့လမ်းမှာအစီအစဉ်ကအယိုးရှင်ပါတယ်။နိုင်ငံသားကုမ္ပဏီတွေက အမျက်အစွန်းမရဘူးဆိုရင်နိုင်ငံသားစက်ယုံတွေပိတ်သိမ်းသွားမှာပါ။ဒါဆိုရင်စစ်ပွဲတစ်ခုဖြစ်ပေါ်လာခရင်နိုင်ငံသားနိုင်ငံတွေမှာအရေးပါတဲ့သံမဏိကိုထုတ်လုပ်ပေးနိုင်တဲ့စက်ယုံတွေရှိမနေတော့မှာပါ။နောက်ဆုံးမှာလူတော်တော်များက တမ်မနီဟာဘလောက်အရေးပါတယ်ဆိုတာကိုမေ့လျော့နေကြပါတယ်။၎င်းဟာနိုင်ငံတော်လုံခြုံရေးပြဿနာတစ်ခုပါ။ဒါကြောင့်မဲ့ American ပြည်တော်စုဟာဂျပန်နိုင်ငံကို American တမ်မနီကိုဝယ်ယူခွင့်ပြုဖို့တုံ့ဆိုင်နေကြတာဖြစ်ပါတယ်။ဂျပန်ဟာအမေရိကန်ရဲ့တံမာရဲ့မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပေမဲ့တောင်အမေရိကန်တို့ကဒီနိုင်ငံတော်လုံးချုံရေးအန်တရယ်ကိုမယူချင်ခဲ့ပါဘူး။ဒီဆုံးဖြတ်ချက်ဟာမဖြစ်မနေမတိကျခဲ့ဘူးလို့ငြင်းခုန်နိုင်ပါတယ်။ ဒါပေမဲ့ UK ကလည်းအလားတူလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ UK မှာဒီလိုလုပ်ဖို့အကြောင်းပြချက်ပုံများနိုင်ပါတယ်။ UK ကတော့တရုတ်ကုမ္ပဏီတစ်ခုကို UK သမဏိကိုဝယ်ယူခွင့်ပြုတာကိုတားဆီးခဲ့ပါတယ်။အကြောင်းလဲဆိုတော့ UK ကတရုတ်နိုင်ငံကဒီလိုလုပ်ဆောင်ဖို့ကြိုးစားနေတာကိုသဘောပေါက်ခဲ့လို့ပါ။သူတို့ရဲ့နိုင်ငံတော်လုံခြုံရေးပြဿနာမျိုးကိုသူတို့ရဲ့အနေနဲ့အတွင်းလက်ခံလို့မရပါဘူး။ဒါဟာအနေငယ်ဘေးဖယ်ထွက်သွားတဲ့အကြောင်းအရာဖြစ်ပေမဲ့ အိန္ဒိယကဘာကြောင့်တရုတ်သမ္မတအပေါ်အခွန်ကောက်ခံနေရလဲဆိုတာကိုအားလုံးနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။ American ပြည်ထောင်စုနဲ့ UK တို့လိုပဲအိန္ဒိယအနေနဲ့တရုတ်သမ္မတတွေဈေးပေါ်ပြီးဈေးကွက်ထဲအရှံအတင်းဝင်ရောက်လာတာကြောင့်သူတို့ရဲ့သမ္မတကုမ္ပဏီတွေလုပ်ငန်းပိတ်သိမ်းသွားမှာမလို့လားပါဘူး။ဒီအခွန်ကောက်ခံမှုနဲ့အတူအိန္ဒိယက American ပြည်ထောင်စုနဲ့ကုန်သွယ်ရေးစီးပင်းသဘောတူညီချက်တစ်ခုကိုလည်းကျင်းညာခဲ့ပါတယ်။ဒီသဘောတူညီချက်ရဲ့အတိအကျမသိရသေးပါဘူး။ စကလုံးရွေးချယ်မှုကလည်းအတိအကျဖြစ်ပြီးတော့ကုံတွေရေးသဘောတူညီချက်တစ်ခုသဘောတူညီခဲ့ရလို့မပြောထားပါဘူးသူတို့ပြောတာကကုံတွေရေးစည်းမျဉ်းတွေကိုသဘောတူညီခဲ့ရဆိုတာပါ သူတို့သဘောတူညီခဲ့တာကဘာရီကိုညှိနှိုင်းရမယ်ဆိုတာကိုသဘောတူညီခဲ့တဲ့ပုံရပါတယ်။ဆိုလိုတာကသူတို့ဟာညှိနှိုင်းမဲ့အချက်တွေကိုချင်းမြောင်းအောင် လုပ်လိုက်ပြီဆိုတဲ့သဘောပါ။ဒါပေမဲ့တလောင်းနဲ့တောင်တရုတ်နိုင်ငံမကြိုက်ပါဘူး။တရုတ်နိုင်ငံဟာအိန္ဒိယကိုသူတို့ဘက်မှရှိစေချင်ခဲ့ပါတယ်။တရုတ်နိုင်ငံကဒီအချိန်တည်းလျှောက်မဟာမိတ်တွေရှာဖွေနေခဲ့ရပါ။ဒါပေမဲ့ဒုသမရ JD Vance အိန္ဒိယကိုသွားရောက်ပြီးပြီးချင်းတရုတ်နိုင်ငံကသူတို့ရဲ့ကလန်မှုတစ်ခုကို ပေးပို့ခဲ့ပါတယ်။ဆိုလိုတာက ဝင်ကြီးချုပ်မိုဒီအတွက်သူတို့ရဲ့ဖိတ်ကြားမှုတစ်ခုပါကလန်မိုးကရိုရှင်းပါတယ်ဘေကျင်းဟော်လာခဲ့ရင်အိန္ဒိယအနေနဲ့ငြင်းလို့မရတဲ့ကလန်မိုးတစ်ခုရရှိမယ်ဆိုတာပါဒါပေမဲ့ရှီချင်းပြင်အတွက်ကံမကောင်းစွာနဲ့မိုဒီကဒီဖိတ်ကြားမှုကိုလျှို့ရှုခဲ့ပါတယ်သတင်းတွေအရအိန္ဒိယကဒီဖိတ်ကြားမှုကိုဘယ်တော့မှအကြောင်းမပြန်ခဲ့ပါဘူး yes လို့လည်းမပြောခဲ့သလို no လို့လည်းမပြောခဲ့ပါဘူးဂျိုကွန်မြူနတီပါတီနဲ့ရှီချင်းပြင်တို့ဟာ သူတို့ဘက်မှာမဟာမိတ်ပို့ရဖို့သူတို့ရဲ့အာဏာထဲမှာရှိတဲ့အရာအလုံးကိုစ조사လုပ်ဆောင်နေကြပါတယ်။ဒါဟာတရုတ်နိုင်ငံပိုင်မီဒီယာထုတ်ပြန်ခဲ့တဲ့သတင်းအတူနဲ့စတင်ခဲ့တာပါ။အဲဒီသတင်းမှာတရုတ်၊ဂျန်ကိုရီးယားနဲ့ဂျပန်တို့ကသမ္မတထရန့်ကြေညာခဲ့တဲ့အခွန်ကောက်ခံမှုတွေကိုဖူးထွေးတုံ့ပြန်ဖို့ပူးပေါင်းဆောင်ရွက်နေရလို့ဖော်ပြခဲ့ပါတယ်။ဒီသတင်းထွက်ပေါ်ပြီးနိုင်ပိုင်းအတွင်းမှာပဲဂျန်ကိုရီးယားနဲ့ဂျပန်နိုင်ငံစလုံးကလူသိရှင်ကြားထုတ်ပေါ်ပြောဆိုခဲ့ပြီးတော့ဒီလိုမျိုးဆွေးနွေးမှုတွေမရှိခဲ့ဘူးလို့ပြောခဲ့ပါတယ်။ သူတို့ကဒီလိုမျိုးဘာမှသဘောတူညီကြတာမရှိပါဘူးတရုတ်နိုင်ငံကဒီစိတ်ကူးကိုဘယ်ဟာရလာတယ်ဆိုတာလဲသူတို့မသိပါဘူးဒီသတင်းအထုထွက်ပေါ်ပြီးတဲ့နောက်ရှီချင်းဖင်ကသူ့ရဲ့ဆွေးဆောင်မှုရှိတဲ့ခီးစဉ်ကိုထွက်ခဲ့ပါတယ် သူဟာ VNN ကမ္ဘောဒီးယားနဲ့မလေးရှားတို့ကိုတွားရောက်ခဲ့ပြီးဒီနိုင်ငံတွေကိုတရုတ်နိုင်ငံဟာအမေရိကန်ပြည်တော်စုထက်ပိုကောင်းတဲ့မဟာမိတ်ဖြစ်တယ်လို့ဆွေးဆောင်ကျင်ခဲ့ပါတယ်။သူဟာဒီနိုင်ငံတွေကိုသူ့ဘက်မှာရှိစေချင်ခဲ့ပါတယ်။ဒါပေမဲ့အကံမကောင်းစွာနဲ့ဒီခီးစဉ်ဟာတိတာထင်ရှားတဲ့ရလဒ်တွေမထွက်ပေါ်ခဲ့ပါဘူး။အခုတရုတ်နိုင်ငံဟာဒေသတွင်အိန္ဒိယနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ဖို့ကြိုးစားနေပါတယ်။ရှီချင်းပင်ကပြီးခဲ့တဲ့အပတ်ကဒီနိုင်ငံတွေရဲ့အတချို့ကိုတွားရောက်ခဲ့ပါတယ်။ ဒါဟာကမ္ဘာစည်းကွက်အတွက်ဘာလို့ဆိုလိုတာလဲဒါဟာစိတ်ဝင်စားစရာပါ။ဘာကြောင့်လဲဆိုတော့ဒီအိန္ဒိယနိုင်ငံတွေဟာတရုတ်နဲ့ကွဲပြားမှုတွေအများကြီးရှိတဲ့နိုင်ငံတွေပါ။ကုန်သွယ်ရေးနိုင်ငံရေးနဲ့နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာကွဲပြားမှုတွေရှိပါတယ်။သူတို့အားလုံးဟာအတူညီတဲ့နယ်မြေတွေအပေါ်ပိုင်ဆိုင်ကြောင်းကြေညာထားပါတယ်။တရုတ်နိုင်ငံဟာဒီနိုင်ငံတွေမှာဩဇာလွှမ်းမိုးမှုအလွန်များပြားအောင်တည်ဆောက်ဖို့ကြိုးစားနေခဲ့ပါတယ်။ပြီးတော့ကုန်သွယ်ရေးစစ်ပွဲစတင်လာတဲ့အခါ ရုပ်တရက်သူတို့အားလုံးရှင်ပြိုင်လာကြပါရယ်သူတို့အားလုံးအုပ်စုတစ်ခုဖွဲ့စည်းဖို့ကြိုးစားနေကြပါရယ်ရှီကျင်းပြင်ကအုပ်စုတစ်ခုဖွဲ့စည်းချင်နေပါရယ်ဘာကြောင့်လဲဆိုတော့ကွန်ဆွေစစ်ပွဲအောက်မှာသူတို့အားလုံး American ပြည်တော်စုစီတင်ပို့မှုတိတိတသာရောင်းနေသွားမှာမို့ပါဒါပေမဲ့တစ်ချိန်တည်းမှာပဲနိုင်ငံရေးကွဲပြားမှုတွေလည်းရှိနေပါရယ်ဒါကြောင့်စီးပွားရေးနဲ့နိုင်ငံရေးကိုမျှတအောင်လှုံ့ဆော်ဖို့ကွဲပြားမှုတစ်ခုရှိနေပါရယ် ဟာစိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။ဒါကြောင့်လဲဆိုတော့ VNN Thai မလေးရှားလိုနိုင်ငံတွေမှာသူတွေဟာ American ရဲ့ကုန်သွယ်စစ်ပွဲကိုရှင်ဆိုင်ဖို့အကူအညီတချို့လိုချင်နေပေမဲ့တရုတ်နဲ့တခြားနယ်ပယ်တွေမှာဘုံအကျိုးစီးပွားရှာဖွေဖို့ရုန်းကန်ရမှာပါ။ VNN မလေးရှားတို့ကိုတောင်းရောက်ခဲ့တဲ့ခီးစဉ်ပြီးတဲ့နောက်သူတို့ဟာတိတာထင်ရှားတဲ့ရလဒ်တွေမရခဲ့ပါဘူး။တရင်းနေရအဲ့ဒီခီးစဉ်ရဲ့ပုံပန်းတွင်ပြင်ကတော့အလွန်ကောင်းမွန်ခဲ့ပေမဲ့ တကယ်တမ်းခိုင်မာတဲ့ရလဒ်တစ်ခုခုကိုမရရှိခဲ့ပါဘူး။ကုံတွေးစစ်ပွဲကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အချက်မှလည်းဘာမှမရခဲ့ပါဘူး။ဒီခီးစဉ်ရဲ့ပုံပန်းတွင်ပြင်ကကောင်းမွန်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရှီချင်းပြင်က ဗီယက်နမ်နဲ့သဘောတူညီချက်အနေငယ်ကိုလက်မှတ်ရေးထိုးခဲ့လို့ပါဒါပေမဲ့နောက်ဆုံးမှာသူလိုချင်တဲ့အရာကိုမရရှိခဲ့ပါဘူးသူလိုချင်တာကဗီယက်နမ်ဟာတရုတ်ဘက်မှာရှိနေပြီးအမေရိကန်ပြည်အောင်စုနဲ့ညှိနှိုင်းမှုမလုပ်ဖို့ပါဒါပေမဲ့ဒါဟာတိသာထင်ရှားစွာမဖြစ်ပေါ်ခဲ့ပါဘူးရှီကျင်းပြင်ဗီယက်နမ်ကနေထွက်ခွာသွားပြီးချင်းဗီယက်နမ်ကအမေရိကန်ရဲ့ F16 Thai Legion 26စီးဝယ်ယူခဲ့ပါတယ် ဒါကြောင့်မနီးယားကျွန်တော်ပြောခဲ့သလိုသူ VN မှာပါပြောခဲ့တယ်ဆိုတာမသိပေမဲ့တာဟာ American ကာကွယ်ရေးလုပ်ငန်းအတွက်အကောင်းဆုံးအယောင်စကလုံးတစ်ခုဖြစ်မှာသိကြပါရယ် VN မှာအလားတူယာရီဖြစ်ပေါ်နေပါရယ်တရုတ်လေကြောင်းလိုင်းတွေက boring လေရင်တွေဝယ်ယူခဲ့တာကိုတရုတ်နိုင်ငံငင်းပယ်ခဲ့ပြီးနောက်မှာပါအိန္ဒိယနဲ့မလေးရှားလိုနိုင်ငံတွေဟာအခုဒီလေရင်တွေကိုဝယ်ယူဖို့ရှင်းပြနေကြပါရယ်ရှင် ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့နော်။